ဟုတ်ကဲ့မင်္ဂလာပါဗျ။တူဒီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။မနက်ကတော့ခွန်ငါတော့เนาะကျွန်တော်ရဲ့ break line ကတော့မှန်တယ်ကျွန်တော်ဒီတကွက်ကောင်းပေါ့เนาะ၄၈ဆိုပြီးတော့နှစ် break တော့နှစ် break ပဲသို့ပေမဲ့ခွန်ငါထွက်သွားတော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့เนาะကျွန်တော်မနက်ကတော့1 chain ကြီးလွဲလို့ပေါ့เนาะ1 chain ကမှန်မယ်ဆိုရင်တော့ကျွန်တော်တို့မနက်ကပေါက်ကနန်းဖြစ်ဦးမယ်ဗျ။ တော့နှစ်နာရီခန်းကတော့36ရဲ60ရဲပေါ့နော်ပြောနှစ်နာရီခန်းကတော့ဒီတိုင်းဖြစ်နေတယ်ဗျ36ရဲ60ရဲပေါ့နော်ကိုမတို့ဒါဆိုရင်ဘာထွက်တယ်လဲပေါ့နော်အောင်းနဲ့ဟိုင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကောင်းခမ်းနဲ့ဆရာပြတာပဲထိုးတာဟုတ်ကဲ့ပါဗျနော် ကျွန်တော်လည်းအတွက် site ကတော့မှန်တယ်ပေါ့နော်ဒါပေမဲ့လည်းသူပေးတဲ့ခဏနဲ့ကျွန်တော်ထပ်တူမကြတာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ဒီညနေမှာပေါ့လုံးပိုင်းလေးပေါ့နော်ပေးတာမပေးတာတော့ကျွန်တော်တို့ကန်နေပဲ site မယ်ပုံမှန်လည်းကြာရင်တော့သုံးပေါ့နော် အမြင်နဲ့ bright တော့မှန်ပါလေတဲ့မရလောက်ဘူးတဲ့ညနေကိုပေါက်ပြရသေးလေဟုတ်ကဲ့ပါဗျာရလင်းနဲ့ bright ကမှန်တယ်လေဟုတ်ကဲ့ပါဗျာနော်ခွင်ငါပြန်ထိုးกว่าတဲ့ဦးတန်းနဲ့ခွင်ငါပြန်ထိုးဆိုကျွန်တော်ဒီဟိုဟာကိုပြန်ပြမယ်ပေါ့နော်၄ရက်၃ရက်၉ရက်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီကျွန်တော်တို့၆ဖြစ်လို့၆ရက်နှစ်ခတ်ဒီကို၉ဒီကောင်ဒီမှာလုံးပါဗျာအဲဒီမှာ၉ပိုင်းမှာ၉လေးဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်တီလဲခွင်ရဲ၄ရဲ့ပေါင်းချင်းတီတတင်းနဲ့ဒီက၃နဲ့ပေါင်းတော့၄၃ရဲ့၄ရဲ့ခွင်ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းချင်းတီ၄ဖြစ်လို့၄ရဲ့နှက်ခတ်တီ2နှက်တီကြောင့်ဒီမှာလုံးပိုင်းပြတော့ဒီနှက်ပိုင်းမှာ6နှက်ဆိုပြီးတော့ထွက်တယ်ဒါဆိုကျတော့ဒီမှာနောက်တစ်ပင်ပေါ့နော် တရဲ့9ရဲ့ပုံချင်းဒီ6 6နဲ့ဒီရဲ့2နဲ့ပုံတော့8နဲ့9တဲ့ပုံချင်းဒီ8ဖြစ်လို့8ရဲ့နှက်ခတ်ဒီတဲတဲဒီကြောင့်ဒီမှာ လုံးပိုင်းတစ်ပိုင်းမှာကျွန်တော်တို့30ဆိုပြီးတော့ထွက်တယ်ဗျာအလုံးမဲ့ဒါလေးလည်းနားလည်မလို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုင်းနေတတ်မှုရှိမှလည်းတော့ဒါဆိုရင်ကျွန်တော်ဒီနေ့မှာလုံးပိုင်းဒီ ခွင်းရဲ့၃ရရဲ့ပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီရ၉နဲ့ပေါင်းတော့၆ဒီ၃လုံးပေါင်းခြင်းဒီ၆ဖြစ်လို့၆ရဲ့နှစ်ခက်ဒီ၉၉ဒီကဒီမှာလုံးပါဗျာအေးရမကြည့်လုံးလိုက်ရတာပေါ့၃ပါမယ်ပါလေ၃ပါမှာလေး၃ကိုပေါင်းခြင်းဒီကျော်လို့၆ဖြစ်လို့၆ရဲ့နှစ်ခက်ကို၉ပိုင်းမှာ၉လေးထွက်တယ်နောက်တစ်ပြန်ဒီ၃လေးခွန်းပေါင်းခြင်းဒီ၄ဖြစ်လို့ လေးရက်နှစ်ခက်နဲ့နှစ်ပိုင်မှာ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီ2.5ပေါင်းချင်းဒီ10ဖြစ်လို့10ရက်နှစ်ခက်ဒီ10ပိုင်မှာလည်း30ဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ဒီနေ့မှာလုံးပိုင်ဒီ9ရက်3ရက်9ရက်3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှစ်ခက်ဒီ9ဒီလုံးပိုင်မှာဗျ တော့ဒီမှာလည်းနောက်ထပ်လုံးမိုင်းလေးပေါ့နော်9ရက်8ရက်ဒီက3ရက်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှစ်ခတ်ဒီ9 9ဒီလဲကျွန်တော်ဒီမှာလုံးမိုင်းပြကျော်ဒီမှာတော့6ပိုင်းပဲပြီးတော့6လေးထွက်တယ်ပေါ့နော်နောက်တစ်ပင်ဒီ4ရက်8ရက်ပေါင်းချင်းဒီ2နဲ့2နဲ့ဒီက2နဲ့ပေါင်းတော့4 2ရက်4ပေါင်းချင်းဒီ4ဖြစ်လို့ လေးရဲ့နှက်ခက်တီနှင်းနှစ်တီလဲကျော်ဒီမှာလုံးပိုင်ပြတော့ဒီနှစ်ပိုင်မှာလဲ6နှစ်ဆိုပြီးတော့ထွက်တယ်ကိုတုံးတကွက်ထဲတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်တီ3ရက်9ရက်ပေါင်းကျင်းတီနှင်းနှစ်နဲ့ဒီက9နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းကျင်းတီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခက်တီ3ညာ3ညာတီကျော်ဒီမှာလုံးပိုင်ပြတော့ဒီမှာတော့1ပိုင်3ညာပိုင်မှာတော့10ထွက်တယ်ပေါ့နော်ဒီမှာတော့2ပိုင်2ပိုင်မှာတော့ကျွန်တော်တို့ နှစ်ပူးမထွက်ဘူး6နှစ်ဆိုပြီးတော့ထွက်တယ်ဒီမှာလဲ9ပိုင်9ပိုင်မှာတော့ကျွန်တော်တို့6လေးဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ၄ရက်6ရက်ပေါင်းချင်းတီ3ညာ3ညာနဲ့ဒီက3ညာနဲ့ပေါင်းတော့3ညာဒီ3လုံးပေါင်းချင်းတီ3ညာဖြစ်လို့3ညာရဲ့နှက်ခက်တီခွန်းခွန်းတီကျွန်တော်ဒီမှာလုံးပိုင်ပြ ော့ဒီမှာ1ချင်းဒီပေါ့နော်2ရဲ့2ရဲ့ပေါင်းချင်းဒီ၄၄ပါဝါဒီ၉၄၉ဒီကျော်ဒီမှာအချင်းပြတ်တော့ဒီ၄၉အချင်းမှာ၉လေးဆိုပြီးထွက်တယ်ပေါ့နော်နောက်တစ်ပြင်ဒီ၉ရဲ့၃ရဲ့ပေါင်းချင်းဒီ1ဒီနှလုံးပေါင်းချင်းဒီ1ဖြစ်လို့2ရဲ့ပါဝါဒီခွန်2ခွန်ဒီကျော်ဒီမှာအချင်းပြတ်ဒီ1ခွန်အချင်းမှာလဲကျွန်တော်တို့6နှစ်ဆိုတော့1ထီတယ်ဒီ1ချင်းဒီလဲမှန်နေတာပေါ့နော် မနက်ကနှစ်လေးချိန်မယူပဲနှစ်ခွန်ချင်းဆိုရင်ပေါက်တယ်တဲ့နက်ခက်ယူလဲတော့လွဲသွားတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကြော်ဒါဆိုကြော်ဒီမှာနောက်တစ်ပင်ဒီခွန်ရယ်လေးရယ်ဒီနှလုံးပေါင်းချင်းဒီတဲတဲ့ရယ်ပါဝါဒီ6တဲ6ဒီကြောင့်ဒီမှာအချိန်မြတ်တဲ6အချိန်မှာလဲ30ထွက်တော့1ထီတဲ့ဒါဆိုရင်ကြော်ဒီနေ့မှာ1ချင်းဒီပေါ့နော်တဲရယ်ဒီရက်နှစ်ရယ်ပေါင်းချင်းဒီ3ဒီနှလုံးပေါင်းခြင်းဒီ3ဖြစ်လို့3ရဲ့ပါဝါတီရှေ38ဒီကြောင့်ဒီမှာအချိန်မြတ် ကျွန်တော်တို့ကဒီမှာ6ပိုင်ခွန်ပိုင်ရှိတယ်ပေါ့နော်3ချက်3ချက်အချင်းဒီလဲကျွန်တော်တို့မှန်ကန်နေတဲ့1ချင်းဖြစ်တယ်ကျွန်တော်တို့တောက်ကြနေရကျွန်တော်တို့မှန်ခဲ့တဲ့ break line တွေအရာဆိုရင်ကျွန်တော်တို့ဒီနေ့ညနေမှာခွန်8ဒီတကွက်ကောင်းပါဗျာဒီမှာ break ပေါ့နော် နှစ်ကိုလေးပုံချင်းဒီကျော်တို့၅ဖြစ်လို့၅ရဲ့နှစ်ခက်ဒီ၃၃ဒီကျော်ဒီမှာဗရိတ်ဗျနှစ်ကိုလေးပုံချင်းဒီ၅ဖြစ်လို့၅ရဲ့နှစ်ခက်ဒီ၃အဲ့ဒီ၃ဒီဗရိတ်ကျွန်တော်ဒီမှာကိုလေးဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီ၉ရဲ့ခွင်ရဲ့ပုံချင်းဒီ၆၆နဲ့ဒီက၅နဲ့ပုံတော့၁ဒီ၃လုံးပုံချင်းဒီ၁ဖြစ်လို့၁ရဲ့နှစ်ခက်ဒီ၈၈ဒီကျော်ဒီမှာဗရိတ်ဗျ တော့ရှစ်ပရိတ်မှာ6နှစ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့က6ပိုင်းရှိတယ်4ကိုအချင်းရှိတယ်ပေါ့နော်ဒီ4အချင်းကိုကျွန်တော်တို့က3ပရိတ်ရအောင်တွဲရင်ကျွန်တော်တို့4နဲ့3ပရိတ်ဆိုလဲ4ကိုပါမှာပေါ့နော်6နဲ့3ပရိတ်ဆိုလဲကျွန်တော်တို့6ဆိုပြီးတော့ပါမယ်ဗျဒီမှာလဲကျွန်တော်တို့နှစ်ခွန်အချင်းကို10ပရိတ်ရအောင်တွဲရင်နှစ်နဲ့10ပရိတ်ဆိုရင်26ပေါ့နော်ခွန်နဲ့ဆိုရင်တော့ကျွန်တော်တို့ခွန်1ပေါ့ဒါပေမဲ့ကျွန်တော်ဒီမှာ6နှစ်ဆိုပြီးတော့ထွက်တယ်ဗျာ နောက်တစ်ပြင်ဒီခွင်းရဲ့၁ရဲ့၃ရရဲ့ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့၂ခက်ဒီ၁အဲ့ဒီ၁ဒီကျွန်တော်ဒီမှာပြိတ်ပြတော့ဒီမှာ၁၆အချင်းကိုကျွန်တော်တစ်ပြိတ်ရအောင်တွဲရင်လဲ၁၀ပါမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာပြိတ်ဒီ၁ရဲ့ခွင်းရဲ့ပေါင်းခြင်းဒီ၈၈နဲ့ဒီရ9နဲ့ပေါင်းတော့၃ဒီ၃လုံးချင်းဒီ၃ဖြစ်လို့၃ရဲ့၂ခက်ဒီ9ဒီကျွန်တော်ဒီမှာပြိတ်ပြကျော်ဒီမှာ

်၄၈၄ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီကျွန်တော်တို့6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီလဲ9ရဲ့9ရဲ့ဒီရက်2ရဲ့ပေါ့နော်9 9 2ပေါင်းချင်းဒီလဲကျွန်တော်တို့6ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြင်ဒီ3ညရဲ့6ရဲ့ဒီရ3ညရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီလဲ6ဆိုပြီးတော့ဖြစ်တယ်အားလုံးမဲ့ဒါလေးလည်းနားလည်မယ်လို့ထင်ပါတယ်ဗျာနော်6ကိုပြလေးလည်းရှိတယ်ကိုတဲ့ဟုတ်ကဲ့ပါဗျာနော်ကိုကျော်စင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာဥကျော်ရွှေတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ တန်ရောစင်းနဲ့လက်မနှိပ်ပြီးပါပြီရှင်နဲ့ဟုတ်ခဲ့ပါဗျာနော်ဒါဆိုရင်ကျောဒီမှာဒီ၃လုံးပေါင်းချင်းတီလဲကျွန်တော်တို့6ဆိုပြီးတော့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ9 1ပေါင်းချင်းတီ၃ညဖြစ်နေတာဖြစ်တဲ့အတွက်9 1ပေါင်းချင်းတီ6ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့6ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ၃ညနောက်ပိတ်ဆိုပြီးတော့ထည့်ရမယ်ဗျာအလိုမဲ့ကျွန်တော်ယူရလေးရနားလေးမလို့ထင်တယ်ပေါ့နော်အကိုမတို့ကကြိုင်းနှစ်တက်မှုရှိမှလည်းသုံးပါဗျာကျွန်တော်ဒီမှာ 484ပေါင်းချင်းဒီ6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီ592ပေါင်းချင်းဒီလည်း6ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြင်ဒီ3639ပေါင်းချင်းဒီလည်း6ဒါကြောင့်မို့ဒီညနေမှာကျွန်တော်တို့ဒီ3လုံးပေါင်းချင်း6ဖြစ်ချင်းနဲ့သွားမယ်ဆိုရင်91ပေါင်းချင်းဒီ6ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့6ဖြစ်အောင်ဆိုရင်3ညနောက်ပိတ်ပဲထည့်ရမယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ3ညနောက်ပိတ်ဒီ တော့ဒီ၃လုံးပေါင်းခြင်းတည်လဲကျွန်တော်တို့ဒီမှာ၈ပေါ့နော်၉ခွန်နှစ်ပေါင်းခြင်းတည်၈ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြန်တည်ခွန်တက်၃ညာဒီ၃လုံးပေါင်းခြင်းတည်လဲ၈ဆိုပြီးတော့ဖြစ်တယ်ဗျတော့ဒီ၃လုံးပေါင်းခြင်းတည်၈ဒီ၃လုံးပေါင်းခြင်းတည်၈ဒါကြောင့်မို့ဒီညနေမှာဒီ၃လုံးပေါင်းခြင်းတည်ကျွန်တော်တို့၈ဆိုပြီးတော့ထပ်ဖြစ်မယ်ဆိုရင်ဒီမှာဒီတက်ခွန်ဒီပေါင်းခြင်းဒီ၈ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့၈ဖြစ်အောင်ဆိုရင်၃ညနောက်ပိတ်ပဲထည့်ရမယ်ဗျ။ ကျွန်မတို့လည်းခွန်ရှိကိုတုံညာအခွေမွေးတယ်ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ရဲ့ဒီမှာ break ကတော့မွေး break ဒီတုံညာ break လေး break ဖြစ်ပါတယ်ဗျာဒီတုံညာ break လေး break ဒီကျွန်တော်ဒီမှာပေါ့เนาะဒီနှစ်သုံးထွက်ပြီး၅ break ထွက်ထားခြင်းကြောင့်ပေါ့เนาะသူ့အောက်၅ရက်အတွင်းမှာထွက်တာဒီတုံညာ break လေး break ဖြစ်ပါတယ်ဗျာဒါဆိုကျွန်တော်ဒီမှာဒီ1 2 3 4ပေါ့เนาะမနက်ဖြန်ကဆိုရင်ကျွန်တော်တို့၅ရက်ပြည့်တဲ့နေ့ပေါ့เนาะအားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဗျာ အားလုံးတော့ကျွန်တော်ပြနေလို့မဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ကျန်းနေတက်တာလေးတွေကိုတွဲပြီးတော့စီပေးထားမယ်ဗျအကိုမတို့ကလည်းကျန်းနေတက်မှလည်းသုံးပါဗျာနော် တော်သေးတဲ့မနက်ဖက်မနက်ကိုတဲ့ဆရာပြထားတဲ့ပရိပဲထိုးတော့မယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ခင်မမကြီးတဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာနော်အလုံးမဲကံကောင်းပါစေဗျာနေနေတဲ့ပရိလေးပြန်ပြပေးပါလားတဲ့ပရိကကျွန်တော်ဒီမှာနှစ်ကိုလေးပုံချင်းဒီကျော်၅ဖြစ်လို့၅ရဲ့နှစ်ခက်ဒီ၃ပရိပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကိုလေးဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီကိုခွန်၅ပုံချင်းဒီ၁ဖြစ်လို့၁ရဲ့နှစ်ခက်ဒီ၈အဲ့ဒီ၈ဒီပရိကျွန်တော်ဒီမှာ၆နှစ်ဆိုပြီးတော့ထွက်တယ်ဗျာ နောက်တစ်ပင်ဒီလဲခွန်တ3ညာပေါင်းချင်းဒီ6 6ရဲ့နှစ်ခက်ဒီအဲ့ဒီတက်ဒီပရိတ်ပေါ့နော်ကျွန်တော်30ဆိုပြီးတော့ထွက်တယ်တကယ်လို့ဒီပရိတ်လဲဆက်ပေးမယ်ဆိုရင်1ရဲ့ခွန်ရဲ့9ရဲ့ပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့နှစ်ခက်ဒီ9 9ဒီပရိတ်ပါဗျာငါပရိတ်ဖြစ်တာဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်ကတော့ဒီမှာ3ညာနောက်ပိတ်လေးလဲတွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့90ဆိုပြီးတော့တကွက်ထက်ထက်မယ်ဗျာ ျွန်တော်တကွက်ကောင်းအနေနဲ့ဆိုရင်ခွန်ရှိရဲ့6 6ရေပေါ့နော်ဒီ3ခွက်ကတော့ main 3ခွက်အနေနဲ့ကျွန်တော်တို့ယူဆပါလေဗျပရေရဆိုရင်ကျွန်တော်တို့ကခွန်ရှစ်တီတော့တကွက်ကောင်းပေါ့နော်ခွန်ရှစ်ရဲ့6 6ရဲ့ကျွန်တော်တို့90တီတကွက်ကောင်းပါဗျာ ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်တွက်ပြတဲ့ခဏန်းလေးဒီပေါက်ခဏန်းလေးဖြစ်ပါစေဗျာအကိုမတို့ကြိုက်တဲ့ခဏန်းဒီလည်း၄နာရီခွဲထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဒူးဒီကိုလည်းထိုးတိုင်းပေါက်ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ channel ကို subscribe နဲ့တိတယ်ကိုမတို့လည်း subscribe နေပြီးဖို့ထပ်မံပြီးတောင်းဆိုပါတယ်အားလုံးပဲကြံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ